ကျွန်တော်တို့လှုပ်ပေးလိုက်ရတယ်ဆိုတဲ့စင်ရကျွန်တော်တို့ကိုယ်တိုင်စိတ်တိုင်းကြာမှာရကျွန်တော်တို့တောင်မှကိုယ်တိုင်စိတ်တိုင်းမကြာရင်ဒါကြီးကိုပြည်သူဟိုတနိုင်ငံလုံးဟာပြည်သက်ကြီးကိုချပြဖို့ကကျွန်တော်တို့ကအဲ့လိုမျိုးမချပြခြင်းအဲ့တော့ရအောင်ရိုက်တယ်ရအောင်ရိုက်တော့အစ်စ်တွေပါတော့တည်တဲ့အတိုင်းပဲကျွန်တော်စင်းနေရအများကြီးစင်းနေရများနေတဲ့အချိန်မှာမှသူတို့ရဲ့တိတ်တီးကများတယ်များတယ်ကိုကမကြိုက်ဘူးပြန်ရိုက်တယ်ကိုကမကြိုက်ဘူးပြန်ရိုက်တယ်နောက်နေဖြစ်ရောဘာကြောင့်လဲဆိုဒီတိုင်းလှုပ်ပေးလို့မရဘူးဆိုတာတကယ်တော့ကျွန်တော်တို့အတွက်လားဆိုတော့မဟုတ် သူတို့တွေအစ်စ်တွေတက်လာတဲ့အချိန်မှာဟာအစ်စ်တွေမို့လို့ဒီလောက်ပဲလုံနိုင်တာပေါ့ဆိုတဲ့ဟာပြောတာတက်ဟာအစ်စ်တွေလူတော်မထင်ရပါလားဆိုတာသူတို့ကိုကြံခဲ့အောင်က ကျွန်တော်က main ဖန်တီးနေတဲ့လူလေးအဲ့တော့သူတို့တွေဘလူနေရာမျိုးရောက်ွားရောက်ွားကျွန်တော်တို့ကတော့အမျိုးစည်းချခဲ့တဲ့အရာတခုကတော့ကျွန်တော်အမြင်ဒါကြည့်ပြီးကျွန်တော်မိုင်းဆုံးကိုကျွန်တော်ကလက်မထောင်နိုင်အောင်တော့ကျွန်တော်ဖန်တီးရမှာပဲပေါ့နော်အဲ့လိုမျိုးလဲအတွေးသူများတွေတွေးတာလဲခံလိုက်ရတာပေါ့ ။ဟိုမှာကျွန်တော်ကထုံးမင်းစီကနေပတ်စံယူပြီးတော့မှထုံးမင်းကိုမင်းသားတင်ပေးတယ်ဆိုတဲ့အနေထားပဲအပြောခံရတာ။အဲ့တော့ဟိုအမှန်တမ်းပြောရရင်တော့ဗျာကျွန်တော်ဒီအစ်စ်တွေမှာပေါ့အစ်စ်တွေလာတယ်အစ်စ်တွေမင်းတို့ရိုက်မယ်လာဟိုငါ့ကိုဘယ်လောက်ပေးရမယ်မင်းတို့တွေဒီစင်းတွေကများတယ်ထားတဲ့နေရာတွေအကုန်လုံးအတားရင်းစင်းနဲ့တူတူတဲ့ကိုကျွန်တော်ထားတာဖြစ်တဲ့အတွက်ဒါကြီးတော့များမယ် အဲ့တော့ DR တွေရိုက်တဲ့အခါမင်းတို့ကအစ်တတွေဖြစ်တဲ့အတွက် take တွေများမယ်အချိန်တွေပိုယူရမယ်အဲ့တော့မင်းတို့ဘလောက်ပြီပါ no ဒါကျွန်တော်ရဲ့လူတွေဒီပါတဲ့ team အကုန်လုံးသိပါတယ်ဘာလို့လဲဆိုကျွန်တော်တော့ပြန်ပြီးခဲ့တာလမ်းစရိတ်အင်ဂျီစရိတ်အတိုင်းအတာလေးတစ်ခုပေါ့နော်အမ်ကျွန်တော် ကျွန်တော်ကတော့ဒီအနုပညာမှာ director အကမှန်ဆိုပြီးတော့ဒါတော့အကွက်ကိုပြီးပြတာပေါ့အဲကျွန်တော်နမည်ရင်းကဖုံးခန့်ကိုပါအဲကျွန်တော်ကတော့ဒီအနုပညာလုပ်ငန်းအနုပညာလုပ်ငန်းရောပေါ့နော်ကျွန်တော်ဒီဘက်ကအထက်ကိုင်းပညာရောကျွန်တော်တွဲပြီးသွားနေရရှိရပေါ့နော်ကျွန်တော်ရဲ့ဒီအထက်ကိုင်းဒီပညာယူထားရလဲကြားပါပြီအဲ့တော့ကျွန်တော်ကိုယ်တိုင်ကတချို့အနုပညာရှင်တွေကိုဒီလိုမျိုးဒီ ရှောင်ရမယ့်ဥစားလေးတွေဆောင်ရမယ့်ဟာလေးတွေကိုကျွန်တော်ကိုယ်တိုင်လုပ်ပေးနေတဲ့အနေအထားတစ်ခုမှာကိုယ့်ရဲ့နာမည်တစ်ခုကိုလည်းကိုကိုယ်တိုင်အကောင်းဆုံးပေးသင့်တယ်လို့ထင်တာပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်သွားမဲ့လမ်းကြောင်းကလည်းတကယ်ကိုကျွန်တော်ရိုက်မဲ့ကားလေးတွေကျွန်တော်ဖန်တီးမဲ့အမှုပညာရဲ့ဒီ principal of buddha လို့ပြောရမှာဗုဒ္ဓရဲ့နိယမတွေရဟာလေးတွေကိုပဲကျွန်တော်အတိအကထားပြီးတော့ကျွန်တော်သွားမဲ့နေရာတွေဖြစ်တော့ခုနာမည်ကိုယ်တိုင်ကလည်းအဂမန်ဆိုတဲ့နာမည်ပေါ့နော်အာခေါ်တဲ့အခါမှာ ထိထိရောက်ရောက်နဲ့ဖြစ်အောင်လုပ်တဲ့အရာတိုင်းထိထိရောက်ရောက်နဲ့ပြီးမြောက်အောင်ပေါ့အဲကျွန်တော်ရဲ့နာမည်လေးကိုကိုယ်တိုင်စဉ်းစားပြီးတော့တက်ချက်ပြီးတော့ပေးပြတာပါအဲကျွန်တော်ကမတော်လည်းသတိထားမျိုးပေါ့နော်မီဒီယာတော်တော်များများမှာကျွန်တော်ပြောလို့မရှိဘူးပေါ့နော်ဟာဒီအခုချိန်မှာကျွန်တော်ပြောရတဲ့နေရာမှာတကယ်ထိထိရောက်ရောက်နဲ့ဒီဇလန်လေးစပစ်တဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြမှာပါအဲ့တော့ဒီဇလန်မကြီးခင်မှာကျွန်တော်အရှိမအတ္တလွန်ဆိုတာကျွန်တော်ရိုက်ပြီးတဲ့အချိန်ပေါ့ ျွန်တော်ဇလန်းတစ်ခုကျွန်တော်ဖန်တီးမယ်ဆိုတဲ့နေတဲ့အချိန်ကျွန်တော်တခြားဇက်တစ်ခုပေါ့နော်။အမရရသေးတဲ့ဇက်လေးတစ်ခုကိုကျွန်တော်ရေးနေတဲ့အနေထားတစ်ခုမှာအဲ့ဒါအတိုင်းပဲထွန်းမင်းကဟိုအတလွန်ပွဲတုန်းကလည်းဆုံးခဲ့တော့အတလွန်ပွဲတုန်းက तू ကကျွန်တော်အင်တာဗျူးနေတဲ့အချိန်မှာ तू လည်းဘေးမှာပြီးတော့ तू ကပြောလိုက်တာကိုကြီးကိုကြီးကကျွန်တော်နောက်ကားကြရင်အကောင်းဆုံးနဲ့လက်တွဲခုံမယ်လို့ပြောတယ်ဆိုသူပြောလိုက်တဲ့အချိန်မှာကျွန်တော်ဘာမှဘာပြောမှပြောမှမသိဘူးအားချင်းကြီးဆိုတော့အော်โอเคအဲ့တော့ဟိုမီဒီယာလည်းမေးတာပေါ့နော် ဘလို့ပုံစံမျိုးလေးနဲ့များကိုထုံးမင်းကိုလက်တွဲခုံมาလဲဆိုတော့မဟုတ်ကြည့်ပြီးပါဒါအကောင်းဆုံးအနေနဲ့တော့ထွက်လာမှာပါဆိုပြီးတော့ကျွန်တော်ပြောလိုက်တော့အဲ့စကားလေးကလည်းကျွန်တော်မှာကြံသွားတာပေါ့နော်အဲ့အရှိအဲ့တော့ तू ကလည်းအဲ့ရက်ကလာပြောတဲ့အချိန်မှာဒီပတ်စံ900လောင်းနဲ့သင်္ကန်းလောင်းနဲ့ तू ဇလန်းတွဲလေးရိုက်လို့ရမလားရိုက်လို့တော့မရဘူးငါတော့ဖန်တီးလို့မရဘူးပေါ့နော်အဆင်မပြေဘူးဒါပေမဲ့ तू ကလည်းအရင်ဖြစ်ချင်နေတဲ့လူသူ့ကိုလည်းစပွန်ဆာပေးမဲ့လူရှိရယ်ပေါ့နော်အဲ့လိုအနေထားလေးတစ်ခုမှာ तू လာပြောတော့ကျွန်တော်လည်းသူ့အချင်းချင်းပြီးလိုက်တယ်ပေါ့ ေးအဲ့ဒါဆိုရင်ဒီကားပေါ်မှာငါကြိုက်မဲ့ကားတကားတော့ရှိတယ်ဒါပေမဲ့အဲ့ကားကိုငါဘယ်လိုမျိုးပြန်ပြီးတော့ပြင်ဆင်လိုက်မယ်ဆိုရင်တော့မင်းကဘာကောင်းကောင်းထည့်လို့ရတဲ့နေရာမျိုးတော့ရှိလာနိုင်တယ်အဲ့တော့အာ तू ကလည်း okay စမယ်ပေါ့စမယ်ဆိုပြီးတော့အေးငါးရထုတ်ပေးမဲ့လူကလည်းဂျားထဲမှာပျောက်သွား အဲကြောင့်တော့သူကလည်းကျွန်တော်ကိုကြီးကအာနာလိုက်တာဆိုတဲ့တခုတည်းနဲ့ကျွန်တော်ကရှေ့မှာပြင်ဆင်ထားတယ်ဒီလိုဇက်တခုဖြစ်လာဖို့ဒီလိုမျိုးပရယ်သွားဖို့ဒီလိုမျိုးလမ်းကြောင်းတခုသွားဖို့ဆိုတာကျွန်တော်ရှေ့မှာအများကြီးပြင်ဆင်ရတာပေါ့နော်။ဘာကြောင့်လဲဆိုတော့လွယ်လို့မရဘူးလေ။အဲ့တော့ပြင်ဆင်မိတဲ့နေရာမှာသူကလည်းဟိုလူကလည်းပျောက်လဲပျောက်သွားရောသူကကျွန်တော်အာကိုကြီးကအာနာလိုက်တာကအာနာလေးတခုနဲ့တော့မပြီးဘူး။ငါပြန်သွားမှရတော့မယ်ဆက်သွားမှရမယ်ဆိုကျွန်တော် operation budget တခုကျွန်တော်ထုတ်တယ်။ထုတ်ပြီးတဲ့အချိန်မှာကျွန်တော်အဲ့လိုမျိုးပဲ။ အဆောင်ရှောက်ကောင်းနေရပဲရှိတယ်ပဲပြောမှာပေါ့ကျွန်တော်ကိုအဲ့လိုကုညီမဲ့လူတယောက်ကိုလမ်းညွှန်ပေးတဲ့လူရှိလာတော့အဲ့ဒီချိန်မှာ real bro production ကကိုရော်ဘင်ကိုရော်ဘင်နဲ့ကျွန်တော်တွေ့တယ်တွေ့တော့သူကလည်းဒီတမန်လူမျိုးပဲပေါ့အဲ့တော့ဒီဥစ္စာလေးကိုသူကကြည့်လိုက်တဲ့အချိန်မှာသူကိုယ်တိုင်လည်းဒီကားပေါ်မှာစိတ်ဝင်စားတယ်စိတ်ဝင်စားတာထက်ကိုသူကပူတယ်ပေါ့အဲ့တော့ဒီဟာလေးကိုအဲ့ဒီမှာပဲအာကိုဖုန်းကြီးအဲ့ဒါဆိုရင် ဒီဇက်လေးကိုတော့ကျွန်တော်တို့အကောင်းဆုံးနဲ့ဖန်တီးကြမယ်လောရတာရှိလဲကျွန်တော်ကိုပြောပါဆိုပြီးတော့ real bro နဲ့ကျွန်တော်ပူပေါင်းပြီးဖန်တီးပြပါတယ်ဖန်တီးပြတော့ကျွန်တော်ကဘာပဲပြောကျွန်တော်ရိုက်တဲ့ကားကျွန်တော်ရိုက်တော့မယ်ဆိုတဲ့ကားတိုင်းအကြောင်းကျွန်တော်ကအမြဲတမ်းမရိုက်ခင်တဲ့အားကျွန်တော်က channel တွေနဲ့ပြောလို့ရှိရပါတော့အဲ့တော့ဒီဘက်ကလည်း Hebley ရို channel 7တို့လည်းကျွန်တော်ကျေးဇူးတင်တယ်ဆိုတာကျွန်တော်ရိုက်တဲ့ကားတိုင်းကိုသူတို့က quality ကောင်းတဲ့ ထွက်လာမယ်ထွက်လာမယ်ဆိုတဲ့အတွက်ကြောင့်ဘာပြောကွာကမှန်ကြီးဘေးကားရဲရဲကို join မှာဆိုပြီးပြောတဲ့အတွက်ကျွန်တော်လည်းအဲ့ကားလေးကိုချပြတဲ့အချိန်မှာသူတို့ကလည်းတရားကိုရှာတယ်မီဒီယာဘတ်တနာအနေနဲ့သူတို့သွားမယ်အဲ့တော့ hipley ကလည်းကျွန်တော်ကိုကြားထဲမှာပန်မိုးတယ်ဗောနော်ပန်မိုးပြီးတော့မှ channel 7နဲ့တခါလေဒီကားကိုပြသဖို့အထီကိုအခုချိန်ကြီးပေါ့ဖြစ်လာတာပါဟုတ်ပါလိဒီ ဒီအိန္ဒိယຫນွေပွားတွေပေါ့နော်ကျွန်တော်နိုင်ငံမှာရှိရတမယ်လူမျိုးတွေရှိရဟိန္ဒူတွေရှိမယ်ပန်ချာတွေရှိမယ်ဒါတော့အများကြီးပဲပေါ့နော်ကောရခလူမျိုးတွေရှိမယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒါမှမဟုတ်တမယ်လူမျိုးတွေဆိုတော့ကျွန်တော်တို့3-4လူပဲလေကျွန်တော်တို့ကအနေနဲ့ရင်းနှီးနေတာပေါ့ဥပမာကျွန်တော်ပီလက်ခတ်သွားကြတယ်အဲကျွန်တော်ကိုယ်တိုင်ကလည်းဒီဘက်မှာဟိုကျွန်တော်အထက်ခိုင်းမှာဆိုလဲပါတယ်လေဟိုကဘာဆောင်နမိန်5ပါးထဲမှာဆိုလဲပါတယ်သူရသတိဒီဝီဆန်နီပရမီတာမဟာဘိန်းနဲ့ဂေါရမန်တာပါတာဟုတ်တော့အားလုံးကတော့ဒါကတော့ အလုံးဆက်ဆက်နေရပါဆက်ဆက်နေတဲ့အရာတခုကိုကျွန်တော်ဖန်တီးတဲ့အခါမှာအရင်ခက်ခဲလားဆိုတော့ကြည်ကြီးမှုကိုထဲထဲဝင်မသိထားတဲ့အတွက်ကျွန်တော်ကခက်ခဲတဲ့အရာလေးတော့ရှိတာပေါ့နော်အဲ့တော့ကျွန်တော်ကိုဘေးကနေပံ့ပိုးမဲ့လူတွေလည်းရှိတယ်အဲ့တမယ်လူမျိုးတွေကမှ associate director ဖြစ်ဝင်လို့ပြီးတဲ့ camel အဲသူတို့သူဆိုလဲလိုအပ်တဲ့ဟာတွေကိုသူ supporting line လုပ်တယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့ကိုယ်တိုင်တော့မှတချို့ဟာတွေကြရင်လိုအပ်တာရှိသွားလေးရှိတယ်ဟုတ်ဇလန်းမှာထွက်လာတဲ့အခါလေးမှာလိုအပ်တာလေးရှိရပါတော့အဲ့တော့ ဟိုဒီကားပေါ်မှာဘလောက်ထိကိုခက်ခက်ခက်ခဲနဲ့ဒီလိုမျိုးမတူညီတဲ့အရာလေးကိုပေါင်းဆက်တဲ့အခါမှာပြဿနာတွေဘာတွေဖြစ်လာနိုင်လဲဟိုဘာပြောအဓိကတော့ကိုကဖန်တီးတာအမှုပညာဖန်တီးတဲ့နေရာမှာမလူလားအတဲ့ပြဿနာမျိုးတွေမဖြစ်လာအောင်ကျွန်တော်တို့ကဒါတော့အကောင်းဆုံးအနေနဲ့ဖန်သေးသူတွေအနေနဲ့ပေါ့နော်ဖန်တီးလိုက်တာလေးပဲမဟုတ်ဘူးဒီပုံမှာလုတ်တိုင်းကို edit ပြန်လုပ်နေရတယ်ကိုယ့်ရဲ့ခေါင်းကိုပေါ့နော်ဟိုဖန်တီးနေတဲ့အတိုင်းဖန်တီးလိုက်လို့မရတဲ့အနေအထားတွေဖြစ်နေရ အဲ့တော့ဘာပဲပြောပြောဒီကားထဲမှာပါနေတဲ့အတာတွေပေါ့နော်ဒါ starring high starring နေဆိုရင်ကိုထွန်းတော့ academy ထွန်းတော့အာသူရဲ့နောက်ပြီးတော့ကိုမင်းဟင်းနော်ကိုဒီမောင်ဆမ်းမင်းဝင်းတို့ပါမယ်နောက်မတ်တတာအမတ်တုံတွေဦးအဲနောက်ပြီးတော့ဦးမျိုးကြီးအဲဒီလိုမျိုး main အပိုင်းတွေကတကယ်အကြီးပိုင်းနေနေနဲ့ပါလာတဲ့အချိန်ကျတော့ new shunlen ဆိုလဲသူရိုက်ခဲ့တဲ့ကားတွေကဒါ mrd4 zealand တွေမှာလဲသူရိုက်ခဲ့တာ ਉਹ ရိုက်ခဲ့တော့ဘာပဲပြောပြောပေါ့နော်သူက ူတို့တွေကဒီလူငယ်အစ်စ်တွေကိုတွဲခေါ်အဲ့တော့ဒီတဲမှာပါတဲ့ NASM နေရာမှာပါတဲ့ကလေးမလေးဆိုလဲထထထယမင်းအိမ်ပေါ့နော်ထယမင်းဆိုလဲသူအရှိကားထဲမှာအတက်လုံးမှာဒါကိုထွန်းညီမအနေနဲ့တေးဥဆောင်တာတော့ကိုထွန်းနဲ့ကကမစမီမိတာပေါ့သူကအရင်မှာတေးဥဆောင်ခဲ့တော့ဒါပေမဲ့အစ်စ်တွေပါလာတဲ့နေရာကျတော့ထွန်းမင်းဆိုရင်သူကရှေ့မှာရိုက်ခဲ့တာဆိုပေမဲ့ဒီလိုစင်းမြရတယ်သူတို့မရိုက်ခဲ့အောင်လေ။ဟောပြီးတော့ဒီလိုနေရာလည်းမဟုတ်ဘူး။ အဲ့နောက်ပြီး Ramkey ရဲကူကိုဆိုရ Rush နေရာမှာတေးဥဆောင်တဲ့ညီလေးဆိုလဲရှေ့မှာသူရိုက်ခဲ့တဲ့ဟာလေးတွေကအသေးဖွဲတွေလိုပဲပြောအောင်ပေါ့သူကြောကြောဘာလဲတချင်းလို့ပေါ့သူတို့ဒါဖန်တီးခဲ့တာပေါ့နော်ဒါပေမဲ့ဒီလိုနေရာကြီးကိုဒိန်းနေဆိုရပြေးလိုက်တဲ့အချိန်မှာသူတို့မှလည်းအရင်ဆောင်းမွေးယူဒဲစစ်လိုက်သလိုဖြစ်တာဒါပေမဲ့ဘေးနားမှာရှိနေတဲ့လူတွေကသူတို့ဝိုင်းကူကြ ဒီထဲမှာပါတဲ့ခန့်ထင်နေရာမှာတရုတ်ဆောင်တဲ့ညီလေးဆိုရဲသွေးဒီဟာဆိုသူက Mr. Global ဆုတောင်းရတာလားသူကရှေ့မှာသူရိုက်ခဲ့တဲ့၃၅လောက်ရှိတယ်ဘောနော်ဇလန်တွေဒါပေမဲ့မတက်သေးဘူးပေါ့ဒါပေမဲ့သူကကြတော့လေခုန Rush လို့ပါလို့ဆိုရင်သူတို့ရိုက်တဲ့ခါကျသူတင်မေးတယ်ပြောမေးတယ်ဒါလူငယ်ချင်းလဲသူတို့တွဲခေါ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ရဲ့စုံမှတ်ကအမှန်တမ်းပြောရရင်လေဟိုကျန်တဲ့ဟာတွေထွေထူးမဟုတ်ဘဲနဲ့ဘလူမျိုးအမှုပညာဘက်ကပဲလာလား ဟိုသူတို့ရဲ့တရုံတဏီကနေသူတို့တက်ကျွမ်းတဲ့ပညာတွေကိုဖလှယ်သွားတယ်ဆိုတဲ့အရာလဲကျွန်တော်တွေ့လိုက်ရတယ်။ဟောတချို့ခက်ခဲမှုတွေလဲကျွန်တော်တွေ့လိုက်ရတယ်။တချို့ဆိုရင်ယုံလုံးကိုကျွန်တော်ဒီလိုလုံနေတဲ့မှာယုံလုံးပေါ်တဲ့အထိပေါ့နော်။ဟာ तू ကဒီလိုလူမျိုးပါလားဆိုတာလဲကျွန်တော်တွေ့ခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်ဒီဇက်သိန်းလေးမှာကျွန်တော်ရေးခဲ့တဲ့အတိုင်းလေးပေါ့။ဟိုအကြောင်းအကျိုးတွေကြောင့်အကောင်းဆုံးအချက်မုံနေနဲ့ဂျုံခဲ့ရတဲ့စုံခဲ့ရတဲ့စုံမှတ်တိုင်းမှာ အမုန်းမရှိအဆုံးအထိပြုံးရရှိပါမည်ဆိုပြီးတော့အဲဒါတော့ကျွန်တော်တို့စုံမှတ်ဆိုတဲ့ဟာဒီကားထဲမှာပါတဲ့အနုပညာရှင်မှမဟုတ်ဘူးပေါ့နော်အာလောကကြီးထဲမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်စုံမှတ်တွေကအကုန်လုံးကရှိပြီးသားပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ဘလူးပဲစုံခဲ့စုံခဲ့အဆုံးသက်လေးမှာအမြဲတမ်းအပြုံးလေးနဲ့ကြံခဲ့ဖို့ကိုပဲကျွန်တော်ရည်ရွယ်ပြီးတော့ဒီဥစ္စာကိုကျွန်တော်ဖန်တီးခဲ့တာပါအဲ့တော့ခက်ခဲမှုတွေကတော့ခုနပြောပြခဲ့သလိုပေါ့နော်အများကြီးရှိတယ်ဆိုရင်လည်းအမြဲတမ်းပြုံးနေရတော့ရှိနေပါရှိခဲ့တာပေါ့ ရှိခဲ့တာအများကြီးပဲအများကြီးပဲဆိုတာလေဒီလိုပေါ့ကျွန်တော်တို့ကဖန်တီးတဲ့အခါကျရင် directing နေနေကတော့ director အတိုင်းကပေါ့နော်ကိုလိုတဲ့ scene တစ်ခုကိုကိုလိုခြင်းနဲ့အတိုင်းဓာတ်တွေကြောင့်ဖန်တီးကြတာဒါဖန်တီးစမြဲပဲပေါ့ဟို director အတိုင်းပေါ့နော်အဲ့တော့ကျွန်တော်တို့လှုပ်ပေးလိုက်ရတယ်ဆိုတဲ့ scene ကကျွန်တော်တို့ကိုယ်တိုင်စိတ်တိုင်းကြာမှာရမှာကျွန်တော်တို့တောင်မှကိုယ်တိုင်စိတ်တိုင်းမကြရင်ဒါကြီးကိုပြည်သူဟိုတနိုင်ငံလုံးကပြည်သက်ကြီးကိုချပြဖို့ကကျွန်တော်တို့ကအဲ့လိုမျိုးမချပြခြင်းအဲ့တော့ရောင်းအောင်ရိုက်တယ်ရောင်းအောင်ရိုက်တော့ အသစ်တွေပါတော့တည်တဲ့အတိုင်းပဲကျွန်စင်းနေအများကြီးစင်းနေအများနေတဲ့အချိန်မှာမှသူတို့တိတ်တရများတယ်များတယ်ကိုကမကြိုက်ဘူးပြန်ရိုက်တယ်ကိုကမကြိုက်ဘူးပြန်ရိုက်တယ်နောက်နေဖြစ်ပေါ့အဲဘာကြောင့်လဲဆိုဒီတိုင်းလှုပ်ပေးလို့မရဘူးဆိုတာတကယ်တော့ကျွန်တော်တို့အတွက်လားဆိုတော့မဟုတ်သူတို့တွေအသစ်တွေတက်လာတဲ့အချိန်မှာဟာအသစ်တွေမို့လို့ဒီလောက်ပဲလုံနိုင်တာပေါ့ဆိုတဲ့ဟာပြောတာတက်ဟာအသစ်တွေလို့တော့မထင်ရပါလားဆိုတာသူတို့ကြံခဲ့အောင်ကကျွန်တော်က main ဖန်တီးနေတဲ့လူလေး ဲ့တော့သူတို့တွေဘယ်လိုနေရာမျိုးရောက်ွားရောက်ွားကျွန်တော်တို့ကတော့အမျိုးစီချခဲ့တဲ့အရာတခုကတော့ကျွန်တော်အမြင်နဲ့ဒါကြည့်ပြီးကျွန်တော်မိုင်းဆုံးကိုကျွန်တော်ကလက်မထောင်နိုင်အောင်တော့ကျွန်တော်ဖန်တီးရမှာပဲပေါ့နော်အဲ့တော့ခက်ခဲတွေဆိုတာထက်ကိုသူတို့ပုံမှာသူတို့ရဲ့ reset တွေကောင်းလာဖို့အတွက်ကိုကိုကအမုန်းခံလိုက်ရတယ်လို့ပဲပြောရမှာပေါ့နောက်ပြီးတော့ဒီမှာ producer အနေနဲ့လည်းဟိုကိုကိုတိုင်းလည်းပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လာလဲဆိုတော့ကုန်ကြစိတ်ကကျွန်တော်တို့မှာ ိုတနေ့နဲ့တနေ့နဲ့များနေရလीများနေတော့စိတ်ညစ်လာဆိုဟာပစံပစံမနေ့ဆိုရင်ဒါဘလူးမျိုးငါချိန်ရတော့မလဲနောက်ပြီးတော့ဟိုကျွန်တော်တို့ဒီမှာလက်ထဲမှာရတာဒါယုံလုံးငနေကြီးကျွန်တော်တို့ကင်ပြီးတော့ရိုက်ရတာမဟုတ်ဘူးတစ်ဖက်ကပါဒနာပေးတဲ့ပစံအဲတစ်ဖက်ကရမယ်ပစံဒါဟိုဘက်ဟိုခေါင်းကွဲပြီးတော့ရှင်းနေရတဲ့အချိန်တွေတခုမှာဒီရိုက်ကွေးလဲရက်ကဟဝါလို့မရအောင်ရက်ဟဝါတဲ့အခါကျရင်လည်းမှုတွေကပြတ်ကုန်မှာ ဲ့တော့တခြားလူတွေကလည်းရက်နဲ့ချိန်ပြီးပေးရတဲ့အချိန်မှာကျွန်တော်မှအဲ့ဒါကိုဆွဲစီပြီးလုပ်ရတာရှိတယ်။ဟောဒီကြားထဲ edit လေးရောက်လေရော editor တယောက်ကအဲ तू ကတခြားအလုပ်ရှိလို့ပါဆိုတဲ့အနေထားနဲ့ရွှေ့သွားပြန်အောင်ရွှေ့သွားတဲ့အချိန်ကျတော့အာဒီမှာ edit နဲ့ကိုကပေးရမယ့် timeline နဲ့ तू ကကိုအဲ့လိုပြောတဲ့အချိန်ကတလားလောက်ပဲတလားလောက်အချိန်ယူပြီးတော့မှ तू သူကလာပြောတော့တလားတလားလောက်ကကျွန်တော်တို့အချိန်ကဟာပါပြီအဲ့တော့ဘာလုပ်လဲဆိုတော့ဒီဘက်ကဟို editor အစ်စ်ကိုပြန်သွားတော့လေ editor အစ်စ်က ဖြစ်ချင်တော့ तू ਆ ရိုက်ကွင်းมาပါလိုက်ခဲ့ဘူးရဲ့လို့မဟုတ်ဖ ೇನೆ ကြားရရမှာ तू ਆ កောက်ပြီးកောက်ခံငင်ကလုံးရတဲ့လူဖြစ်တော့သူ့ကိုလည်း chemistry မိအောင်လို့ကိုယ်တိုင်ကလည်း edit ဝင်ပြီးတော့လုပ်ခဲ့ရတယ်ရှိအဲ့တော့ဟိုနောက်ဆုံးညကျွန်တော်ရဲ့ဒီဘက်မှာဟို junior ညီလေးဖြစ်တဲ့ဒါမဲ့ तू ਆ director အနေနဲ့သွားတဲ့ AP ဆိုလဲ तू ကိုယ်တိုင်ကလည်း coloring by on သူကိုယ်တိုင်ဝင်ပြီးတကားလုံး color ကို तू ဝင်လောက်ပါ အဲ့တော့ဟိုပြောရရင်ဗျာကျွန်တော်တို့ကဒီအရဖန်တီးတဲ့အချိန်လေးတခုမှာအော်ငါဘလောက်အခက်ခဲရှိတာတွေကိုညီးတွားတာမဟုတ်ဘဲနဲ့ပေါ်လာတဲ့အရာတွေကိုဒါရိုက်တာဆိုတဲ့တာဝန်ယူထားတဲ့အတွက်ဘလူမျိုးအကောင်းဆုံးရှင်းပြီးတော့မှပရိသတ်တွေကိုဘလူမျိုးဆန့်ကိုကိုပေးခြင်းနဲ့ဟရာကိုအကောင်းဆုံးပေးဖို့အတွက်ကိုပဲကျွန်တော်တို့ရှင်းရမှာဟိုပြပြီးတော့မှပြန်ပြီးတော့ဖာထီးပြီးပြောမယ့်ဟာမဟုတ်တဲ့အတွက်အခက်ခဲတွေအကုန်လုံးကိုတော့ကျွန်တော်ကဒီတိုင်းပဲကြော်ခဲ့ရတာပေါ့ဗျာဟုတ်ကျွန်တော်ရဲ့စိန်ခေါ်မှုပါပဲဒီကဘာကြောင့်လဲဆိုတော့ ကျွန်တော်ကတခုခုလုပ်ပြီဆိုရင်ဟိုဒါတော့ကျွန်တော်တို့ဗုဒ္ဓဘာသာအရာ ပြောရရင်ပေါ့နော်ဟိုအကြောင်းကံတွေရရှေးဘုရားအကြောင်းကံတွေမှာကျွန်တော်သူတစ်ပါးတွေကိုအကျိုးစီးပွားပျက်စီးအောင်လဲလုပ်ရင်လုပ်ခဲ့လိုက်မယ်အဲအခုကျတော့ကျွန်တော်မှာအဲဝစ်ကြွေးတခုလိုပြန်ခံရတာပါလဲဆိုတော့ကျွန်တော်တတ်တော့မယ်ဆိုရင်အဖြစ်တွေအများကြီး အဖြတ်တွေအများကြီးဒါပေမဲ့ကျွန်တော်ကတော့ဘာလို့ဒီအဖြတ်တွေကိုဘာလို့လက်ခံလိုက်လဲဆိုဒီအဖြတ်တွေကိုကျွန်တော်လက်မခံတဲ့၍ကျွန်တော်ဝေကြွေးတခုမကြည်ဘူးဆိုတဲ့အတွေ့အကြုံကိုကျွန်တော်တွေးထားရတဲ့အတွက်ကဲကျွန်တော်လာဖြတ်သမျှလူအားလုံးကကျွန်တော်ရဲ့ပါရမီဖြည့်ပတ်သူတို့ကပါရမီဖြည့်တာကျွန်တော်အဆိုးနဲ့ပါရမီဖြည့်ပြီးရသူတို့တက်တော်မှာကိုကပြန်တနာရသေးရဗျအဲ့တော့ဘလို့အဖြတ်တွေပဲလာလာကျွန်တော်ရဲ့ပိုင်ယိုနီယာဖြစ်တဲ့ဗုဒ္ဓရဲ့မဟာဇနကဘဝရဲ့အကြောင်းကိုပဲကျွန်တော်တွေးလိုက်တဲ့အခါကျရင်ကျွန်တော်ကဒါအမြဲတမ်းဟို ဘယ်လိုပဲဖြစ်ကူးနေရမှာပဲကူးမှလည်းကြိမ်မဲ့လူပေါ်လာမှာလေအဲ့တော့ကျွန်တော်တို့လုံးဝမဲ့အချိန်မှာဘယ်လိုခက်ခဲဖြစ်ဖြစ်ဘယ်လိုစိန်ခေါ်မှုတွေပဲလာလာလဲမကြသွားပါဘူးလို့ကျွန်တော်ပြောချင်တာပါဟုတ်အဲ့လိုမျိုးလေအတွေ့သူများတွေတွေ့တာလည်းခံနိုင်ရတာပေါ့ဥပမာကျွန်တော်ကထုံးမင်းစီကနေပတ်စံယူပြီးတော့မှထုံးမင်းကိုမင်းသားတင်ပေးတယ်ဆိုတဲ့အနေထားတွေပါအပြောခံရတာအဲ့တော့ဟိုအမှန်တိုင်းပြောရရင်တော့ဗျာကျွန်တော်ဒီအစ်စ်တွေမှာပေါ့အစ်စ်တွေလာတယ်အစ်စ်တွေမင်းတို့ရိုက်မယ်လား ဟိုငောင်းဘလောက်ပေးရမယ်မင်းတို့တွေဒီစင်းတွေကများတယ်ထားတဲ့နေရာတွေအကုန်လုံးအတားရင်းစင်းနဲ့တူတူတဲ့ကိုကျွန်တော်ထားတာဖြစ်တဲ့အတွက်ဒါကြီးတော့များမယ်အဲ့တော့ဒီနေရာတွေရိုက်တဲ့အခါမင်းတို့ကအစ်တတွေဖြစ်တဲ့အတွက်တိတ်တွေများမယ်အချိန်တွေပိုယူရမယ်အဲ့တော့မင်းတို့ဘလောက်ပေးပါ no ဒါကျွန်တော်ရဲ့လူတွေဒီပါတဲ့ team အကုန်လုံးသိပါတယ်ဘာလို့လဲဆိုကျွန်တော်တော့ပြန်ပေးခဲ့တာလမ်းစရိတ်အင်ဂျီစရိတ်အတိုင်းအတာလေးတစ်ခုပေါ့နော်ဘာလို့လဲဆို ဟိုမင်းအတားအီးလိုလိုလဲသွားပေးလို့မရဘူးလေဘာလို့လဲဆိုတော့ဒါသူတို့ရဲ့ challenge သူတို့ရဲ့အမှတ်တရလေးဖြစ်သွားအောင်သူတို့ကုန်ကျစရိတ်မှုနည်းသွားအောင်နောက်ပြီးတော့ဘာပဲပြောပြောအမှုပညာရဲ့ပထမအဆုံးလမ်းကြောင်းမှာဘာပဲကျွန်တော်အဲ့ဒီဇာတ်ဝင်ငန်းလေးတစ်ခုထဲမှာပါတယ်ပေါ့နော်ကိုထုံးပြောလိုက်အာနတ်စမလေးကို ထမင်းဘူးမှောက်ကြပါတယ်တိုက်မိပါရင်မှောက်ကြပါတယ်အချိန်မှာကျွန်တော်ရေးခဲ့ကျွန်တော် set ထဲမှာကိုယ်တိုင်ပဲဒါကိုရေးထားတဲ့ဟာတွေကိုဟိုအဓိကပြောရရင်ဟို secret ရွှေုံနဲ့ကျွန်တော်တိုင်ပင်ပြီးရေးထားတဲ့ဟာတွေကိုအဲ့တော့အထဲမှာပြောလိုက်သလိုပေါ့နော်ပထမဆုံးဒါအလုံးအဆောင်ဝင်တဲ့နေ့ပဲတဲ့အစားကောင်းစားရမှာပေါ့တဲ့အဲဒါကျွန်တော်အမြဲတမ်းကျွန်တော်ကိုကျွန်တော်အားပြေးလေးရှိကျွန်တော်ကအဲအမြဲတမ်းအစားအသောက်ဆိုလဲကျွန်တော်ကျုံကစားတယ်ကျွန်တော်ကကျွန်တော်ဒီအနုပညာလုံးကကျွန်တော်စားဖို့လည်းမေ့တယ် အဲ့တော့ဟိုဘလို့ပဲဖြစ်ဖြစ်ဗျာကိုကိုကိုချင်းမြောက်တဲ့ခါကျရင်ကျွန်တော်ပြောလေစကားတော့မင်းအစားကောင်းစားရမှာပေါ့ဒီတစ်ခေါက်တော့စားလိုက်ပါဆိုတဲ့ဟာလေးကိုကိုဝယ်စားတာတော့မအဲ့လိုအတွေးနဲ့စားပြီတော့အဲ့တော့ကျွန်တော်ကဘာပြန်တွေးလိုက်လဲဆိုတော့ဒီအမှုပညာလောက်ကိုစားလို့တဲ့လူတွေကလည်းဘာပြောစားလို့တဲ့အရာမှာအလေကားဆိုတာထက်ပတ်စံလေးရသွားတယ်ဆိုတာသူတို့ရဲ့ဒါလောကီဆရာတယောက်အနေနဲ့လက်ဖွင့်ပေးလိုက်တယ်လို့ဖွင့်ပေးလိုက်တယ်အဲ့တော့အခက်ခဲတွေအရလို့ပြောခံရတယ်ဗျာတိုက် တိုက်ခိုက်တယ်ပဲပြောမလားပေါ့နော်ဒီကားပေါ်မှာသူတို့ရဲ့ဟိုတွေးခေါ်မှုကတော့ဘလောက်ထိအဲဘဒုကိုပဲတိုက်ခိုက်ချင်တာအဲ့ဒါတွေကထားပါပေါ့နော်ဒါပေမဲ့ဘလို့ပုံစံပဲဖြစ်လာဖြစ်လာကျွန်တော်ကတော့ဒီကလေးတွေကိုအကောင်ဆုံးလမ်းကြောင်းတစ်ခုကိုကြောင်းမိလိုက်ရတယ်တဲ့ပေးလိုက်ရတယ်ဆိုတော့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အတွက်ကတော့မိုင်းဆုံးတန်တန်နဲ့ဂျန်ခဲ့တာပါ